မင်္ဂလာပါဒေါက်တာလေးပါဝှချံပြောက်ချင်တဲ့လူတွေအမဲဆက်တင်းသိပ်ပြောက်ချင်တဲ့လူတွေအရေးအကြောင်းခင်းတာတက်တာချင်တဲ့လူတွေရင်နာလေးကိုကြည်ပြီးမှဂလိုးချင်တဲ့လူတွေလုပ်လို့ရပါတယ် exfoliant နှစ်မျိုးရှိပါတယ် physical exfoliant နဲ့ chemical exfoliant ပါ physical exfoliant နဲ့မှာဆိုရင် scrub တိုက်တာ sponge သုံးတာ glove တွေသုံးတာပါပါတယ်အထူးသဖြင့်တော့ န္ဓာကိုယ်အတွက် physical exfoliant ကိုတုံးပါတယ် chemical exfoliant မှာအမျိုးအစား၃မျိုးရှိပါတယ် alpha hydroxy acid လို့ခေါ်တဲ့ aha aha လဲမှာဆိုရင် glycolic acid lactic acid methylic acid တို့ပါပါတယ် beta hydroxy acid လို့ခေါ်တဲ့ bha bha လဲမှာဆိုရင် salicylic acid ပါပါတယ် poly hydroxy acid လို့ခေါ်တဲ့ pha pha လဲမှာဆိုရင် gluconolate သုံးပါပါတယ် chemical exfoliant ကိုတော့ကျွန်တော်တို့ညနာအတွက်အသုံးပြုကြပါတယ် exfoliant ရွေးချယ်တဲ့အချိန်မှာရေမူရအဖြစ် skin type ပေါ်လိုက်ပြီးရွေးချယ်အသုံးပြုလို့ရပါတယ် normal combination skin ဆိုရင်တော့ A ရှိတဲ့က glycolic acid အသုံးပြုလို့ရပါတယ် dry skin ဆိုရင်တော့ A ရှိတဲ့က lactic acid အသုံးပြုလို့ရပါတယ် sensitive skin ဆိုရင်တော့ A ရှိတဲ့ကအပြော့စာ mandelic acid သုံးလို့ရလို့ pH ရှိလည်းအသုံးပြုလို့ရပါတယ် pH ရှိကတော့အဓိက rosacea တို့ eczema တို့ရှိတဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့ exfoliant တို့ပါ oily or any prone skin ဆိုရင်တော့ pH ရှိတဲ့က salicylic acid ကိုရွေးချယ်အသုံးပြုတွေပါ exfoliation ကိုနေ့တိုင်းလုပ်ဖို့မလိုအပ်ပါဘူးအများဆုံးတစ်ပတ်ကိုနှစ်ချိန်ထက်တော့ပိုမလုပ်စေချင်ပါဘူး ပုံမှန်စားလို့မဲ့သူဆိုရင်တပတ်ကိုတစ်ရက်လောက်ပဲစားလို့ပါနောက်ပိုင်းမှာကိုယ်အရေပြားခံနိုင်လာပြီဆိုရင်တပတ်ကိုနည်းနည်းချိန်လောက်တူပြီးလုပ်ပေးလို့ရပါတယ် exfoliant တွေကို cleanser မှာထုတ်ကြတယ် toner serum moisturizer တွေမှာထုတ်ကြပါတယ်ကိုယ်အစင်ပြေတဲ့ step မှာထည့်သုံးလို့ရပါတယ် brand recommendation ကတော့ cosrx quiodama ceravi Dead Ordinary တို့ကို YouTube အသုံးပြုလို့ရပါတယ်ဒီဗီဒီယိုလေးက exfoliation လုပ်ချင်တဲ့သူတွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကိုယ့်အတွက်တစုံတစ်ခုအကျိုးရှိခဲ့မယ်ဆိုရင် like and save လေးနေပေးပါကိုမိတ်ဆွေတွေကိုကြည့်စေချင်တော့ share လေးနေပေးပါနောက်ထပ် blue skin care နဲ့ပတ်သက်တဲ့ video လေးတွေနားထောင်ကြည့်မယ်ဆိုတာလေးကိုလည်း comment မှာမှန်ပေးလို့ရပါတယ်ကျွန်တော် video လေးတွေထပ်လုပ်ပေးပါမယ် video အဆုံးကြီးကြည့်ပြီးလို့ကျေးဇူးများရေးတင်ပါတယ်နောက် video မှာဆက်ပြီးတွေ့ပါမယ်တဒါ